တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာတာယာမင်းဝေရဲ့ပန်းခစ်ကလာမင်းဆိုတဲ့ဝတ္ထုကို အပိုင်း၄အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် ညလယ်မှာကိုပြက်ကနေနိုးလာတယ်။ရှင်ထဲမှာခြေပြားလက်ပြားမှာဟာတာတာကြီးဖြစ်နေတယ်။ရေလဲမစားအာလဲမချောက်ပါဘူး။ဒါပေမဲ့စိတ်အာယုံတွေတလူးလူးတလွန်းလွန်းတိုးဝေ့နေတယ်။အိမ်မက်ထဲကနေလူကိုဆွဲချွတ်ခံရသလိုအယောင်ယောင်အမှားမှားဖြစ်နေတယ်။ကိုတကိုယ်လုံးပြောင်းမြန်လန့်နေသလိုပဲ။ကိုအိပ်ရာထဲကနေအပြင်ကိုထွက်လိုက်တယ်။မိကလုတ်ကိုဖြွင့်လိုက်တယ်။တခန်းလုံးလင်းထိန်သွားတယ်။ ကိုမော့အခမ်းဘကအသက်မမှန်ရှူတန်ကြားရတယ်။ကိုပုံဆွဲစပွဲစီကို အသက်မကြားအောင်ရှောက်သွားလိုက်တယ်။စပွဲပေးမှလည်းစာအုပ်တွေစာရက်တွေမစီမီကြီးပြန့်ကျဲနေကြတယ်။ပီကာဆိုရဲ့ပကြီးကားတွေကြောင့်တုံးသက်ထားတဲ့စာနှန်းတစ်စောင်ကို ယူဖက်လိုက်တယ်။ပြီးတော့ပြန်ချအိုတိုဘင်ကောက်ရဲ့ပကြီးသဘောတရားတွေ၊ဂေါကင်၊ဘရက်၊စီဆန်အားလုံးကို ကောက်ကြည့်ပြီးပြန်ထားလိုက်တယ်။ကိုပကြီးဆွဲဖို့လိုအပ်နေပြီ။ ကိုယ်သွေးတွေကအမှုပညာကို စာနေပြီကိုယ်လက်တွေကစုတ်တံကိုအသာငန်းငန်းတက်မှတ်နေတယ်ကိုယ်စိတ်အာယုံမှာ ကောက်ချောင်းတွေကုဘပုံတွေမှုံဝေလွင့်မျောနေတယ်ကိုယ်ပကြီးဆွဲမှဖြစ်မယ်ထောင်ထားတဲ့ကင်ဘတ်စ်ပြားရှိမှရက်ပြီးစုတ်တံကိုဆေးဘူးတွေကဆွဲမှလိုက်တယ်ခဏရက်ပြီးစဉ်းစားနေလိုက်တယ်နောက်စုတ်တံကို ကင်ဘတ်စ်ပေါ်မှာဆွဲချလိုက်တယ်အဲ့ဒီအခါ ကို့နက်ဂျော်ရီကမြူတူခုံပေါက်အလုတ်လှုပ်လာကြတယ်။ကိုစုတ်တန်ဆွဲချက်တွေဟာရဲတင်ထူးဆန်းနေတယ်။ကိုတခြားဘာကိုမှမတွေးမိတော့ဘူး။ပကြီးကားထဲမှာပဲနစ်ဝင်သွားတော့တယ်။ကို့တကူလုံးကရုပ်ပိုင်းကော စိတ်ပိုင်းကော ပကြီးဆွဲချင်းထဲမှာကြည်စင်ငြိမ်သက်သွားတော့တယ်။အဲ့ဒီလိုနဲ့မိုးစင်စင်လင်းသွားတယ်။ပကြီးကားရှိကကိုခွာလိုက်တယ် ပကြီကားကိုအနီဝေတောက်မျိုးမျိုးကကြည့်ပြီးကြောက်ရွံ့လို့မလှုပ်မရှက်ရက်နေတယ်။အဟမ်။ကိုလှဲ့မကြည့်ပြဘူး။လင်းဆက်ညကမအိပ်ဘူးလား။ကိုမော့မေးတဲ့ကထက်ထွက်လာတယ်။ကိုကပကြီကားကိုဆက်နေရင်တည်ရင်းနိုးမှထဆွဲတာကိုမော့ကိုမော်ကကိုဘေးဝင်ရပြီးပကြီကားကိုကိုရှင်ကြည့်တယ်ခဏကြာတော့ကောင်းတယ် စေ့စေ့ကြည့်ပြီးထက်မှတ်ချက်ချတယ်။ကောင်းတယ်ကောင်းတယ်။မပြီးတော့မပြီးသေးဘူးကိုမော။အေးတိတယ်။ဒါပေမဲ့ဒီအတိုင်းငါကို ကောင်းနေတယ်။ပြီးတော့မှတခါမင်းလည်းမပြီးသေးတဲ့ပကြီကားတွေထက်လာပြီ။ကိုမော့စကားကြောင့်မိုးဆန်မျက်နှာကလေးကိုဖြတ်ခနဲမြည်ရောင်မိတယ်။မိုးဆန်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးကလည်းမပြီးသေးတဲ့ပကြီကားကလေးပဲမို့လား။ ကိုမော့စကားကြောင့်ပဲကိုနဲ့မိုးဆန်မပြီးသေးတဲ့ပကြီကားလေးကိုဆက်ဆွဲရတော့မယ်။ဒါပေမဲ့ကိုမော့သိရင်မင်းကပြည်ကနေလုတ်ပြန်ပြီလို့ပြောအောင်မှာပါ။သူတို့ကသာဂျက်ကလင်းကနေရီကိုတိတ်လှတယ်လို့ဝိုင်းပြောနေကြတာ။ကိုတွေ့မိတာတော့တိတ်လည်းမလှပါဘူးမိုးဆန်ရဲ့။သူအိုနာစစ်နဲ့လက်ထက်တော့အဲအဲ့ဒါတွေထားလိုက်ပါဦး။ကိုကိုအပြေပြီးတော့လေမိုးဆန်ရဲ့။ ရင်ဝေတို့အိမ်မှာဖျားကူးစုကတ်တယ်အဲ့ဒီကအပြန်ကိုနဲ့မိုးစံနဲ့စကားတပြောပြောလမ်းလျှောက်လာကြတာပေါ့ဂျက်ကလင်ကနေဒီနာတာရှာကင်စကီ ထရေစီဟန်တို့အကြောင်းတွေပြောနေရင်ကတရိယာလိုကိုအဖြေတောင်းလိုက်တာပါ နော်မိုးစံကိုကိုအဖြေပေးတော့မိုးစံကအလားလားလို့တစ်ချက်ညီးပြီးစကားကဘယ်ကနေဘယ်ကိုရောက်သွားတာလဲ ဘဲကနေဘလူရောရောက်ရောက်ဘာဖြစ်လဲမိုးစံရဲ့ခုနကမိကလေးတွေကလည်းကို့အတွက်မိုးစံလောက်အရင်ကြီးပါဘူးအရင်ကဆိုစကားတွေတောင်ထည့်ပြောတာမဟုတ်ဘူးအမအမမိုးစံကလှံပြုံးကလေးနဲ့ကို့ကိုကြည့်တော့ကို့ရင်ထဲမှာကလိကလိဖြစ်သွားတယ်ကဲပြောပါဦးမိုးစံရဲ့ဘလို့လဲဘာဘလို့လဲလေကို့အဖြေတောင်းထားတာလေဘလို့လဲ သူပြောတော့ငါဖြင့်အဖြေပြန်ပေးပါဆိုတဲ့စကားတခွန်းမှမပါပဲနဲ့ဟင်ဟုတ်လားကိုနဝေတိန်တောင် ဖြစ်သွားတယ်ဟုတ်လားမပါဘူးလားမိုးစံကိုကိုမျက်စောင်းလေးတစ်ချက်ခဲတယ်မပါဘူးရှင်မပါဘူးဟာအဲ့ဒါဆိုလဲအခုပြောတာပေါ့မိုးစံရာကိုကိုအဖြေပေးပါတော့ကွာနော်မိုးစံကခေါင်းငုံပြီးရီးနေတယ်သူ့ရဲ့နှစွဲခွင်းဝိုင်းဝိုင်းကလေးနှစ်ခုကိုကိုစွဲခါပြီး ဖြေမချင်းသာမင်းနေလိုက်ချင်တော့တယ်။နော်မိုးစံမိုးစံလေကိုကိုဟိုရင်းဖြစ်တယ်မလား။ဘာရင်းဖြစ်ရမှာလဲ။ဟိုဟာလေဟိုရင်းချစ်တယ်မို့လားလို့ပြောရမှာကိုကိုမပြောရဘူးဖြစ်နေတယ်။ကိုအိုဒိုအန်တန်ဖြစ်နေတာကို ကြည့်ပြီးမိုးစံသဘောကျနေပုံရတယ်။ဘာဟိုရင်းလဲဆိုတာကိုပြောလေဟိုလေမိုးစံလေကိုလိုပဲမို့လား။อืม လူပဲလေအတူတူပဲဟာမိုးစံကတခိခိရီပြီးကိုဆက်ဟင်ဖြည်းဖြည်းပေါ့ကိုဆက်ရဲ့ဟာဟင်ကိုဆက်ကနေခေါင်းထောင်သွားရတယ်အဲ့ဒါကိုတော့ကိုအကြောက်ကံပြန်ညင်းရပါလိမ့်မယ်အဲ့ဒီလူကြီးတော့မလုပ်ပါနဲ့မိုးစံရဲ့ကိုမိုးစံကိုဆွဲလန်းနေတယ်ဆိုတာကိုလည်းစတွေ့ကြကလေးကမိုးစံသိပါတယ်အဲ့ဒီကလေးကကို့အပေါ်မှာတခုခုတော့ပိုင်းဖြတ်မိတာရှိမှာပေါ့ ကိုပေါ်မှာထားတဲ့မိုးစံရဲ့သဘောထားကို ကိုသိချင်နေတာလေးပါ။နော်မိုးစံပြောပါမိုးစံရ။ဘာဖြစ်လို့ဒီလောက်တောင်သိချင်နေရတာလဲကိုဆက်ရဲ့။ဩကိုကချစ်မိတဲ့သူကိုမိုးစံငြိမ်သွားတယ်။သူ့မျက်နှာလေးကတစုံတရာကိုချင့်ချိန်နေတဲ့အမှုရာရှိတယ်။ကိုလည်းစကားသံတိတ်တိတ်နဲ့စောင့်ဆိုင်နေလိုက်တယ်။ဒါပေမဲ့အချိန်နည်းနည်းကြာလာတော့ကိုစိတ်မရှိတော့ဘူး။ရှင်ထဲမှာမောပြီး လိုက်လိုက်ခါခါဖြစ်နေတာနဲ့မိုးစံလက်ကလေးကပြီးဖြည့်ပေးမယ်ဖြည့်ပေးမယ်လို့ပြောတယ်။ကိုယ်စိတ်ထဲမှာဘလူကြီးဖြစ်သွားမှမသိဘူး။ကောင်းကောင်းလေးဖြည့်ပေးတော့မိုးစံ။အမဘလူမိုးစံရည်ကျင်သွားပုံရတယ်။ကိုကြည့်လိုက်တော့သူ့မျက်နှာလေးကတီတဝက်ရည်တဝက်နေ။မသိငါစရာပဲ။မိုးစံမဟုတ်တာတော့မလုံနဲ့နော်။အော်အဖြေပေးမလို့ပါဆို။ ပြောပြောဆိုဆိုမိုးစံကသူ့ပစံအိတ်ကလေးတွေကပစံအစီကလေးတစ်စီကိုထုတ်လိုက်တယ်။ကိုကိုအသေးချာထောင်ပြပြီးဒီပစံကလေးကိုလေထဲမြှောက်မယ်။မြေပေါ်ပြန်ကြလို့ခေါင်းဆိုရင်မချစ်ဘူး။ပန်းဆိုရင်သူကစကားကိုဆုံးအောင်မပြောဘဲရက်ထားတယ်။ကိုကဆက်ပြီးလိုက်တယ်။ချစ်တယ်ပေါ့။သူကမချိုးမချင်နဲ့ဆိုပါတော့လေ။ကိုအတော်လေးအသေးရသွားတယ် စိတ်ရှိလက်ရှိသားစွဲပွေပြီးဖန်နှန်းလိုက်ရရင်မကောင်းပဲရှိတော့မယ်။စိတ်ငြိမ်ရက်ကွက်တစ်ခုရဲ့လန်ဒလန်မှာကိုတို့ရှောင်နေကြတယ်။စိတ်ငြိမ်ရက်ကွက်တွေရဲ့ထုံးစံတိုင်းလမ်းကလည်းတန့်ရှင်းတိတ်ဆိတ်နေတယ်။မြောက်မယ်နော်။သူကအကျွေစိတ်ကလေးကိုမြောက်တော့မယ်ဟန်ပြတယ်။နေနေနေပါဦး။ဘယ်နဲ့မိုးဆန်ရာဒီကိစ္စမျိုးကဒီလိုအဖြေပေးလို့ရတာမှမဟုတ်ပဲချစ်ချင်းမြတ်တာဆိုတာဟိုးဆရာကြီးဟိုး ူကကိုယ်စကားကို တားလိုက်ပြီးအဖြေမြန်မြန်ကြားကျင်တယ်ဆိုရင်တော့ဒီလိုပဲလုပ်ရမှာပဲဒါသူကိုယ်ကိုတက်တက်ကတ်တာပါဒါပေမဲ့ကိုကလည်းအဖြေစကားကိုတိတ်လိုချင်နေတာရဲ့သူကိုယ်ကိုရဲ့ရဲ့ဆက်ဆက်မလုပ်လောက်ဘူးလို့ထင်နေတာရဲ့ကြောင့်ကဲသဘောသဘောသူကအောင်မြင်သူတယောက်ရဲ့အပြုံးမျိုးနဲ့ကဲမြောက်ပြီးပတ်စံကလေးပြစ်မြောက်လိုက်တယ်ပတ်စံကလေးလေထဲမြောက်တက်သွားမှာ ကိုနှလုံးသားတန်းလန်းလိုက်ပါသွားတယ်လို့ထင်ရတယ်။လေထဲမှာပက်ချလဲနေပြီးပက်ဆံကလေးအောက်ကိုပြန်ကြလာခဲ့။မြေပေါ်မကြခင်ကိုကစီးဖမ်းလိုက်တယ်။လက်သီးစုပ်ထဲကပက်ဆံကိုချောင်းကြည့်လိုက်ပြီး "Okay" လို့မိုးဆံကိုဖွင့်ပြလိုက်တယ်။လက်ဖွားပေါ်မှာပန်းအမေဟင်းဟင်းမိုးဆံကခေါင်းခါခါလဲအခါခါနဲ့ညင်းညင်းနေ။ဒီမှာပန်းလီဟုတ်တယ်လီ ဟင်းအင်းဒီလိုမရဘူးပတ်စံကိုမြေပေါ်ကျတဲ့အထိစောင့်ရမယ်လိတ်နေရင်လည်းရက်သွားတဲ့အထိစောင့်ရမယ်အဲ့ဒါကိုမှကြည့်ရမယ်ဟောက်ကွာဟုတ်တယ်လေကိုကရမလားလို့ညစ်ကြည့်တာပါတကယ်တော့ तू ပြောတာကတရားနီလန်ကြတာပေါ့အဲ့ဒါနဲ့ပဲကဲပြန်မြောက်ပြီပတ်စံကလေးလေထဲပြန်တက်သွားတယ်အောက်ပြန်ကျတယ်မြေပေါ်မှာလိတ်နေနောက်တော့တနေရာမှာပတ်ချလဲပြီးခွေကျသွားတယ် ငြိမ်သွားတော့ကိုအပြေးအသွားကြည့်လိုက်တယ်။ဟင်ခေါင်းကျနေတယ်။ဟဟာမိုးစံကမလန့်မကန်းကလာကြည့်ပြီးကဲဖြေးပြီးသွားပြီလို့ပြောတယ်။အဲ့ဒီအကျွေစိတ်ကိုကိုပြေးပြီးဖနှောက်နဲ့ပေါက်နေလိုက်တယ်။ဒင်းအသုံးမကျလို့ဖြစ်ရတာ။တတိယမှာလှဲ့ကြည့်တော့မိုးစံကတယောက်ထဲရှောက်သွားတာခက်ဝေးဝေးရောက်နေပြီ။ကိုအမိလိုက်သွားပြီးမိုးစံကိုထက်ကြည့်ကြတယ်။ မိုးစံရဲ့ဓာကြီးကတော့ဘဲဟုတ်အောင်မလဲစသဖြင့်ဘာညာကွိကွကိုလျှောက်ပြောနေလိုက်တယ်ရှင်ထဲမှာလည်းတကယ့်ကိုမခံကြည့်မခံသာကြည့်ဖြစ်နေတယ်မိုးစံကတော့ကိုပြောတာတွေကိုနားထောင်ရင်မရီမိအောင်ထိမ့်နေပုံရတယ်နော်မိုးစံပြောပြောဆိုလိုကိုကစီးကြလာတဲ့ချွေးကိုပဝါနဲ့တုတ်လိုက်တယ်ကိုဆက်မျက်နှာကြီးကလည်းပုတ်တိုးနေတာပဲမတိုးပဲခံနိုင်ရူးလားကိုစူစူအောင်းအောင်ပြောလိုက်တော့ ူရီပါယောနောက်ပြီးရှေ့ဘက်လမ်းတော်ကမြင်းနေရတဲ့တိုက်ကြီးကိုလက်ညှိုးထိုးပြီးမိုးစံကအဲ့ဒီအိမ်ကဆရာဝန်မကြီးစီမှာအမအမှားလိုက်တဲ့စာအုပ်တွေဝင်ယူပေးရအောင်မယ်ကြာမှာအဲ့ဒါကိုဆက်ပါတာကိုဆက်ပြန်တော့ဟင်ဟုတ်လို့လားအဟုတ်ပေါ့ဟာကို့မျက်နာကလေးငယ်သွားတယ်ထင်တယ်။ "तू ကကို့ကိုကြည်ပြီးကိုဆက်ဟာလေခလီလီကြာနေတာပဲ။အဲ့ဒီလိုပြောပြီး သူ့ရင်ခွင်ထဲကရင်တို့ပန်းကလေးကို ဖြုတ်တယ်ကိုကိုကမ်းပေးတယ်ပန်းကြတယ်လို့ပဲသဘောထားလိုက်ပေါ့ဟုတ်လားကိုလှမ်းယူလိုက်တဲ့အချိန်မှာသူကတိုက်ချံဝင်းကြီးတွေကိုလှစ်ခနဲပြေးဝင်သွားတယ်ကိုလည်းတယောက်တည်းဆက်လျှောက်လာရင်ပန်းကြပေးလိုက်တယ်ဆိုတော့ရှင်ထဲမှာလင်းကနေဖြစ်သွားတယ်ဟေးဒါပဲ ဆောင်းတွင်ယာတီနဲ့နှင်းညတညဟာပြာလဲလှပနေတယ်။တစ်ကိုင်းတည့်ရွက်တွေလည်းလင်းတဝက်မှောင်တဝက်နဲ့မှိုင်းလက် တောက်ပနေတယ်။မတိုက်ခတ်ဘူးလို့ထင်ရလောက်အောင်ငိမ့်သက်အေးမြစွာတိုက်နေတဲ့လေဟာလဲပြောင်းနှဲ့ညင်သာလှပါတယ်။မိဘုံကြီးတို့ခုကိုအလဲဘိုးမှာထားပြီးကိုတို့တငယ်ချင်းများဟာမြေပေါ်မှာဝိုင်းဖွဲ့ထိုင်နေကြတယ်။အမှုပညာလောကထဲမှာပဲဘဝကိုလှံဖဲတစ်ချက်လို့ ပြစ်ချထားရတဲ့ဝါသနာတူလူငယ်လေးတွေပါမိဘုံကြီးရဲ့မလှမ်းမကမ်းမှာအဝိနဲ့အုပ်ထားတဲ့ဘဘူးရုပ်တရုပ်ရှိတယ်မကြခင်ဒီဘဘူးရုပ်ကိုဖြွင့်လှစ်ပါလိမ့်မယ်ညကောင်းငင်မှာလဲလဟာတီဤလွင့်စင်းနေတယ်ကြေယောင်ကြေရိတ်တွေကလည်းမြေပြင်ညိုညိုပေါ်ယိုစီးစွန့်ဖိတ်လို့ကိုတို့အားလုံးအတွက်အိမ်မက်တက်တောင်လှတဲ့ညပါပဲညိုလူကထာယာကထလိုက်တယ် မိဘုံဘေးကိုရှောက်သွားပြီးဘဘူးယုံနာမှာရက်လိုက်တယ်။နောက်တော့ဘဘူးယုံမှာ လွှမ်းခြုံကာစီးထားတဲ့ပိတ်ဆကိုခွာယူလိုက်တယ်။ကိုတို့အားလုံးလက်ခုပ်တန်းတဖြောင်းဖြောင်းပြိုင်တူတီးလိုက်ကြတယ်။ဘဘူးယုံကိုလည်းငေးဆိုင်ကြည့်ပြီးပင့်သက်ဖြိုင်မြိုင်ကြိုက်ကြတယ်။နောက်ထပ်လက်ခုပ်တွေထပ်တီးလိုက်ကြတယ်။မဆုံးလောက်နိုင်အောင်ပါပဲ။ဒီဘဘူးယုံဟာကိုတို့ကိုအမှုပညာနဲ့ပတ်သက်ပြီး နျူကလ িয়ার ပါဝါတွေအများကြီးထုတ်လွှဲပေးနိုင်စွမ်းရှိတယ်။သူကိုစောငိမ်ညီကိုတငယ်ချင်းအားလုံးလည်းသိခဲ့ကြပြီးပါပြီ။ညိုလူကကိုစောငိမ်ဘဘူးယုတ်ထုစေရခြင်းနဲ့ပတ်သက်လို့မကြင်မကြဲရှင်းပြနေတယ်။စံထအတဲ့မြမအမှုပညာရှင်တွေမြောက်များစွာ ရှိခဲ့ပါတယ်။အဲ့ဒီတဲကတယောက်ဖြစ်တဲ့ကိုစောငိမ်ကိုကျွန်တော်ဟာဘဘူးယုတ်ထုတယုတ်အဖြစ်လေးမျက်စွာဂုံပြုထုစေခဲ့ရပါတယ်။ ကိုစောင်းငိမ့်ဟာတေးသချင်းများကိုမြန်မာတန်းစစ်စစ်နဲ့လှပပြောင်မြောက်ဖွဲ့ဆိုနိုင်တဲ့အလွန်တရာရှားပါလာတဲ့အမှုပညာရှင်ဖြစ်ပါတယ်။ဒါကြောင့်သူ့ရုပ်ပုံကို ရွေးချယ်ပြီးဗဟုအဖြစ်ထုစစ်ပါတယ်။ရိမ့်ွယ်နေတဲ့မိဘုံရဲ့အလင်းကောက်ချောင်းကို ကိုကြည့်နေမိတယ်။ညိုလူစကားပြောလို့အဆုံးမှာနန်းွယ်ကကိုစောင်းငိမ့်ရဲ့ဘဝဖြစ်စဉ်ကိုရှင်းပြနေတယ်။ကိုစောင်းငိမ့်ရဲ့အမှုပညာစွမ်းအင်တွေထဲမှာပကြီးလဲပါဝင်ခဲ့ပါတယ်။ သူ့ရဲ့နုပညာဝိညာဉ်ဟာအစဉ်တစ်ဖြင့်ကြည်လင်ကြည်လင်နေတယ်။ကိုစောင်းငိမ့်ဟာမြမအမျိုးသားဂီတပညာရှင်တွေတဲကကဘာကျော်ရဲ့ပုံကူပေါ်ထွက်စေလိုတဲ့စေတနာနဲ့သူကိုယ်တိုင်ဝင်ရောက်ကြိုးစားခဲ့ပါတယ်။မြမဂီတနဲ့နိုင်ငံတကာကိုထိုးဖောက်ဝင်ရောက်ဖို့သူရုံးကန်လျှောက်လှမ်းလိုက်ပါတယ်။ဒါပေမဲ့ကိုစောင်းငိမ့်ဟာရည်ရွယ်ချက်တွေလမ်းဆုံးမရောက်သေးခင်မှာအကျွေးစောခဲ့ရှာပါတယ်။လူတို့ချို့ရဲ့မှားယွင်းတဲ့ရိုက်နှက်မှုကြောင့် အားလုံးငြိမ်သက်စွာနားထောင်နေကြတယ်။အားလုံးရဲ့စိတ်ထဲမှာလည်းကိုတို့လို ရွယ်တူလူငယ်လေးမောင်စောညိမ့်ရဲ့အမှုပညာမျက်နှာမှုမျောလင်းချက်ပင်လဲပြင်းနားမလဲသူတို့ရဲ့ရှုတ်ချမှု မလိုသူတို့ရဲ့တိုက်ခိုက်မှုအဲ့ဒီကြားတဲ့ကမှယုံကံတရောတလတ်နဲ့အပြာရောင်ငှက်ကလေးပြန်တက်လာတဲ့ကောင်းငင်မျက်စီထဲမှာမြင်ရောင်နေမိတယ်သူ့လိုတက်ကြွပျော်ရွှင် သူ့လိုကြေကွဲဝမ်းနေတဲ့ သူ့လိုတဲထန်တဲ့အမှုပညာအယုံမှုန်တိုင်းကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာသွေးတွေကလှိုင်းထန်ယုံကံမောက်လာတယ်။နောက်တော့ကိုပါကကိုစုံးငိမ့်ရဲ့တခြင်းတွေဝတ္ထုကလေးတွေကြောင်းပြောတယ်။ပွင့်ဦးစပယ်တစ္ဆာချစ်ပြုံးနှင်းစီတပြေရွက်ရီစသဖြင့်ညဟာတစတဲ့တစမှောင်းလာတယ်။ဒါပေမဲ့အမှောင်မှလည်းအယောင်တွေရှိတယ်လို့ခံစားနိုင်တော့ အမှုပညာသမားတွေမို့ဒီညကိုတံမိုးထားကြတယ်။မိဘုံရဲ့အလင်းကပိုပြီးရတန်ပြင်းလာတယ်။တဟုံဟုံရိန်ထိုတောက်လောင်းနေတယ်။အမှန်တော့တာမန်ညလေးတညပါ။ညိုလူဖိတ်ခေါ်ကျင်းပါတဲ့ကိုစုံငိမ့်ဘဘူးရုပ်ဖွင့်မွေးကလေးကြောင့်ကိုတို့အတွက်တာမန်တက်လွန်သောညကလေးဖြစ်ခဲ့ရတယ်။ကိုစုံငိမ့်ကိုတတိယရတယ်။ဒီညကိုနိုင်ကလည်းလွမ်းနေတော့မယ်။ ကိုစုံးချင်းကြောင်းနားထောင်ရင်ကို့နားထဲမှာစကားသံတွေကြားရောင်လာတယ်။ဘဲကနေဘသူပြောတာမှမသိပေမဲ့အပြောခံရတဲ့သူကတော့တည်တည်ချချာကိုပါပဲ။လင်းဆန်တဲ့။ကိုစုံးချင်းကတော့မြမအမှုပညာကဘာကို ထိုးဖောက်ဖို့ကြိုးစားရင်လန်ခီးမှာကြဆုံသွားတယ်။မင်းသဘောကိုဒီတောင်ဝင်ကိုမင်းဆက်မယူနိုင်ဘူးလား။မင်းမလောက်ရဲဘူးလားတဲ့။အန်ကျိတ်ပြီးခေါင်းကိုခါနေမိတယ်။ဟင်းအင်း ကိုမကြောက်ပါဘူးကိုကိုကိုသတိထားပြီးကို့အသားကိုပြန်ဆန်းကြည့်တော့စက်သိန်းတွေတဖြန်းဖြန်းပွင့်နေတယ်ကို့မျက်လုံးအစုံကိုမှိတ်လိုက်ပြီးတချင်းတန်ကိုနားဆွင့်နေလိုက်တော့တယ်အေးမြင့်ကျော်ကမက်ဒလင်တီးပြီးကိုမော်ကတချင်းစိုးနေတယ်ကိုမော်နဲ့လိုက်ဖက်တဲ့ကိုစုံငိမ့်ရဲ့တချင်းမှာပဲတစ္ဆာတဲ့မိအောင်ကမှိတ်လာပြီဒါပေမဲ့ကြဲအောင်လရောင်ကရှိန်ရှိန်တောက်ပြီပဲ။ ဝင်းကျင်ဟာตาရငိမ့်ချမ်းနေတယ်ခက်လန်းလန်းကရိုင်းပန်းတွေလည်းရနှက်ပြေပြေမျောနေလေရဲ့ဒီညကိုမကုံလွန်စေခြင်းမူကွယ် ိုးစံကတိတ်လှတာပဲမိုးစံနဲ့ကိုနဲ့မြို့ရဲကလူရှင်းနဲ့အေးဆိုင်တိုင်းမှာထိုင်နေကြတယ်အဝါရောင်ဝတ်စုံကလေးနဲ့တိတ်လှနေတဲ့မိုးစံကိုကိုကမြို့သိပ်မထားနိုင်လို့ဖွင့်ပြောလိုက်ရတယ်။သွားပါလာမြောက်မနေနဲ့မိုးစံကကိုကိုအယုံကြည်မရှိသလိုနှာခေါင်းကလေးရွဲ့ပြပြီးပြောတယ်။အဲ့ဒါလေလှတာပဲတကယ်ပြောတာပါမိုးစံကတိတ်လှတာပဲကိုကအဲ့ဒီလိုပြောတော့မိုးစံတွေ့သွားတယ် ပြီးတော့မှကိုဆက်ကမိုးစံကိုလှလို့ချစ်တာလားလှလို့ကြီးတတ်တတ်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့လှတာကြောင့်လဲပါတာပေါ့ဒါဖြင့်မိုးစံတက်လှတဲ့သူတွေ့သွားရင်အာအဲ့ဒီလိုကြီးတော့မမင်းနဲ့ကွာဘာဆိုင်လို့လဲလှတိုင်းချစ်ရမှာမှမဟုတ်ပဲသူကပြုံးလဲလဲနဲ့ထားပါတော့လေးလို့ပြန်ပြောတယ်ပြီးတော့တခါကိုဆက်တွေ့ဘူးသူများမင်းကလေးတွေထဲမှာဘသူအလှဆုံးလဲမိုးစံကိုတော့ထဲ့မပြောနဲ့ တခြားကိုမေးတာကိုကခဏစဉ်းစားလိုက်ပြီးမိမိပေါ့ဟင်ကိုမိမိလဲမိုးစံလိုပဲတိတ်လှတယ်အော်ကိုကစကားလမ်းကြောင်းလှည့်လိုက်တယ်မိုးစံကမိုးစံလိုလှတဲ့မိကလေးကိုတွေ့ဘူးလားအင်းဘာလို့လဲဘမတွေ့ဘူးလားမိုးစံကပိုက်ကလေးနဲ့အေးငုံတောက်နေရာကခေါင်းမော်ပြီးရီတယ် 음ကိုဆက်နဲ့မိုးဆန်ကတယောက်ကိုတယောက်အမျိုးတွေကြောင်းလှဲ့ကြွားတယ်လို့ဖြစ်နေပြီဘာဖြစ်လို့လဲမိုးဆန်ရဲ့မမကလည်းလှတယ်အိုးဟုတ်လားอืมဟုတ်မှာပေါ့လှမှာပေါ့မမနဲ့မိုးဆန်ကရုပ်ရည်နဲ့ကိုလုံးကိုပေါက်လဲတူတယ်မမကလည်းကြောင်းမာကလေးကနမဲကြီးပဲကိုသဘောကျသွားတယ်ကို့မကြီးကလည်းအလာကြီးပဲကိုဟဲကြည်စမ်းကြည်စမ်း အာမိုးဆန်ရဲ့မိုးဆန်ကကိုကိုဆွဲစိတ်တယ်သူ့အမကိုကိုမကြီးလို့ခေါ်လိုက်လို့တဲ့ကို ရှုံ့မဲ့လိုက်ရင်မှသတိရပြီးထက်မေးလိုက်တယ်မိုးဆန်ဟင်မိုးဆန်တို့အိမ်မှာနှလုံးရောဂါသမားရှိလားမိုးဆန်ကမျက်မှောင်ကလေးကျုပ်သွားပြီးမရှိဘူးကိုဆက်ရဲ့ဘာဖြစ်လို့လဲမရှိရင်ပြီးတာပဲတော်ကြာရုပ်ရှင်ထဲကလို့ဖြစ်နေမှာစို့လို့ဘလို့ရုပ်ရှင်ထဲကလို့ဟုတ်လားအင်းလေ ရုပ်ရှင်တွေကလိုနောက်မှမမီရဲ့နှလုံးယောဂါကြောင့်အိမ်ကပေးစားတဲ့သူနဲ့ယူလိုက်ရအားလားလားနားတယ်မိုးဆန်ရကိုယ်စကားမဆုံးမီကိုယ့်ကိုစိတ်ဆွဲလိုက်ပြန်တာကို သူရည်ကျင်တာကိုလည်းအတင်းတီထားတယ်ပြီးတော့မှ ကိုဆက်နော်မိုးဆန်ကိုပဲလိုက်စနေတာပဲတခြားစကားပြောကြည့်တခြားစကားဘာပြောရမှာလဲမိုးဆန်ကြောင့်မပါစေနဲ့တခြားစကားပြောကဲဒါဖြစ်ရင် ကိုကစပွဲကိုလက်ညှိုးနဲ့တတောက်တောက်ခောက်လို့စဉ်းစားလိုက်ပြီးမိုးစံဟင်ကကြီးကနေအာတီပြီး33လုံးနဲ့မှလေအင်းမိုးစံဘဲကောင်ကိုအချစ်ဆုံးဘဲကောင်ကိုမချစ်ဆုံးလေအဲမိုးစံညိန်သွားတယ်ပြီးလဲပြီးရောကိုဆက်ကရောကိုကနာကြီးကိုမချစ်ဆုံးပဲဘာဖြစ်လို့လဲကိုဆက်ရဲ့ကနန်းကြီးနဲ့တူလို့လားဘလို့ဒီလိုလေး ကိုမကြိုက်တဲ့ဝဟာရတော်တော်များများကနာကြီးနဲ့ဖွဲ့ထားတယ်။ဥပမာပါဏာတိပါတာတို့ပုံနာတော်တို့ဒံယာတို့အာနာတို့မန္တတိုင်းတို့အဲ့လိုမျိုးပေါ့။ကိုမုံနဲ့စာလုံးတော်တော်များများကနာကြီးနဲ့ရေးတယ်။အဲ့ဒါကြောင့်ကိုနာကြီးကိုမချစ်ဆုံးပဲ။မိုးစံကခေါင်းကလေးညှိတ်လိုက်ပြီးအင်းတော်ကိုဆက်အချစ်ဆုံးကရော။ဟမ်အချစ်ဆုံးကတော့ဝါလုံးကလေးပဲ။ဟမ်ဘာဖြစ်လို့ ယုဒာဖြူစင်တယ်လို့ခံစားရလို့ဟဟမိုးစံကသဘောကျနေတယ်သူလည်းမျက်လုံးကလေးမှီးပြီးစဉ်းစားနေတယ်မျက်တောင်ရှည်ကြီးတွေက ကော့လို့ခဏကြာမှအဲ့ဒီမျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လို့ရင်မိုးစံကတာတလင်းချစ်ကိုအချစ်ဆုံးပဲကိုဟိုက်ခနဲ့អော်လိုက်မိတယ်အဲ့ဒီកောင်ကြီးကိုလူတွေသိပ်မရေးတတ်ကြဘူးទីလားဟုတ်တယ်ဟုတ်တယ်ကိုမျက်စီထဲမှာတော့ဒီកောင်ကြီးကဂလန်ဂလာကြီးဖြစ်နေတယ် မိုးစံကရှိတယ်ကိုဆက်ကလည်းတဲ့ဘာဖြစ်လို့ချက်တာလဲဒီကောင်ကြီးကခန့်နေကိုဆက်ရဲ့อืมသူနဲ့ရေးရတဲ့ဝေါ်ဟာရတွေကလည်းအလှအခံတွေကြီးပဲဘာတွေကိုပြောတာလဲပြီးတကတ်တို့မျက်စီမှပြိပဒါတို့อืมဟုတ်သားပဲနောက်တော့မှကိုတခုကိုသတိရပြီးထအော်လိုက်တယ်ပြိတတိပြိတတိမိုးစံကကိုကိုမျက်စောင်းထိုးလို့ကိုပြန်ငြိမ်နေလိုက်တယ် အဲ့ဒီမှာပဲဆိုင်ထဲကိုဝင်လာကစလူငယ်တယောက်ကကိုရိုးတယောက်ကို တွေ့တော့မတော့ရသေးတဲ့လိမ္မော်ရီပလင်းကိုစပွဲပေါ်စောင့်ချပတ်စံရှင်းပေးပြီးချက်ချင်းပြန်ထွက်သွားတယ်။ကျဲကျဲလှမ်းသွားတဲ့သူ့ခြေထောက်တွေကလည်းမကြည်မနက်ဟန်နေ။ကို့ကြောင်သွားတယ်။မိုးစံကိုလှမ်းကြည့်တော့မိုးစံကကိုကို ပခုံးလေးတွန့်ရှာလေးထုတ်ပြတယ်။ဘာလဲသူ့ကိုမိုးစံတိလား။တိတယ်။မိုးစံကကို့မျက်နာကိုစိစိကြည့်တယ်။ အကြည့်ကိုမလွှဲဘဲနဲ့ပြောတယ်တက္ကသိုလ်မာရုံးကမိုးစံနဲ့တခန့်နဲ့လီအင်းအဲ့ဒီတော့မိုးစံရဲ့အချစ်ကူမမရရင်တေးရပါလိမ့်မယ်ဆိုတဲ့လူတွေထဲမှာသူလဲနမတ်16လောက်ကပါတယ်ဩဒါပေမဲ့မိုးစံကသူ့ကိုရောချားသူတွေကိုရော လုံးဝဂယုမဆိုင်ခဲ့ဘူးအင်းကန်တင်းထိုင်မှုခေါ်ရင်လဲမလိုက်ဘူးအင်းဒါပေမဲ့သူတို့ကလဲလက်မလျှော့သေးဘူးအခုကြောင်းပြီးလို့အလုပ်ဝင်တဲ့အထိလိုက်ပတ်သက်ချင်နေတော့မယ် အဲ့ဒါမိုးစံနဲ့ကိုဆက်အခုလိုထိုင်နေတာတွေ့တော့နောက်ပြီးမိုးစံနဲ့ကိုဆက်ကလည်းတာမန်အစ်စ်မဟုတ်ဘူးဆိုတာသိတာနိုင်တော့သူမကြင်မနဲ့ဖြစ်သွားတာနေမှာပေါ့ဟန်နောင်းမဆောင်နိုင်ဘူးလာပြီးဥကြောင်ကြောင်နဲ့ဩကို့ရင်ထဲမှာနည်းနည်းလေးသွားတယ်စပွဲကိုငေးကြည့်နေမိတယ်ဟေးကိုဆက်ဘာလို့ငြိမ်သွားတာလဲကိုဘာမှမပြောဘဲသူ့ကိုမျက်လုံးလှမ်းကြည့်လိုက်တယ် ူကကိုမျက်နှာကိုအလစ်မပေးဘဲစိုက်ကြည့်နေရင်ကိုဆက်ဟမ်ကိုလက်ဖမိုးပေါ်သူ့လက်ဖဝါးလေးလာအုပ်တယ်တူတူလေးပြောတယ်ကိုဆက်ဟာမိုးစံရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်သူပါပဲယုံတော့တခြားလူတွေနဲ့မတူပါဘူးကွယ်ကိုဟာလဲဘာဖြစ်မှန်းကိုမသိဘူးဘာကိုမှလဲမတင်းနိုင်တော့ဘူးဒီကောင်မလေးကိုကိုသိတ်ချစ်တာပဲလေ ောရရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်း၄ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါနောက်လာမယ့်အပိုင်း၅ကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းတောရရှင်များအားလုံးကျန်းမာဘေးကင်းကြပါစေခင်ဗျာ